အဲ့လိုကိုယ်အဲ့လိုဒီအိမ်မော်တီကိုတက်ပြီးဆွဲမယ်လို့ဘယ်လိုမှမထင်ရခဲ့ကျွန်တော်နာမည်မင်းခမ်းပါအသက်23နှစ်ကိုပိုင်နံပါတ်1193ခမာရ36ခံမလိုက်တိုင်ဘူးဘာလာဆိုတဲ့ဖြစ်စဉ်ကပဲချင်းလောက်မှာဖြစ်နေည7နာရီခွဲလောက်ပေါ့ည7နာရီခွဲလောက်မှာတော့ဖြောင်းနေထုံးနေထိတော့မယ်ဆိုကျွန်တော်ထောင်းတဲ့အချိန်မှာရောက်ပါဦးအုပ်ချုပ်ရင်တက်လာတယ်အုပ်ချုပ်ကတက်လာတယ်နောက်ကျတော့အုပ်ချုပ်ရင်အပြင် ဒီစစ်သားနှစ်ယောက်ပါပေါ့စစ်သားနှစ်ယောက်ပါတယ်ပါပြီးတော့အဲကျွန်တော်အဲ့လိုမေးစရာရှိလို့ဆိုပြီးတော့လာခေါ်ပါတယ်ခေါ်ပြီးတော့အဲကျွန်တော်အဲ့ဒီပါရုံးခေါ်ပါတယ်ပေါ့ခေါ်ပြီးတော့အဲဘေးတော့ဆစ်ကြုံကြီးကိုကူတယ်ဘေးတော့ဆစ်ကြုံကြီးမှာတလားလောက်တော့ကြာတလားလောက်ကြာပြီးတော့အဲတဏ္ဍာရှင်ပဲခေါင်းတဏ္ဍာရောက်ကူတယ်စစ်တဏ္ဍာတုံးလာပြီးတော့ခမရ၃၅မော်လေးတိမ်မှတောင်းကြတယ်အချင်းညာ န်နိုင်တော့ပဲရှိအောင်ကင်းဆောင်နေတော့ကင်းဆောင်နေအချိန်မှာအေယူပေးပါနေလို့တနက်စနေနေ့ကအဲဒါတော့တော့ရောက်နေမှာကျွန်တော်တို့တည်နေဖြစ်နေအဲ့ဒါကျွန်တော်တို့ဘက်ကသူကရောက်လာရောက်လာတော့ရောက်ကထောင်အားလာရှိရောက်လာတော့အဲ့လိုစီးဖြစ်လာတင်းကျင်နေကျွန်တော်တို့ဘလို့မှမခုခံနိုင်တဲ့အဆုံးခံခံွဲတိမ်လောက်ရှန်ဆုပ်လာကျွန်တော်တို့ဒီရလည်းတော်တော်ကြာနေတယ်မာသနေ့အောင်15ရောက်90လောက်ပဲကျွန်တော် လုံးဝမနိုင်ရအောင်မနောက်ပြန်ဆုံးတာလည်းဝဲခေါ်မမှာကထိုင်ချပြတယ်အဲ့နေ့ကကျွန်တော်တို့ပိုင်းဆယ်ရောက်တော့ပါတယ်ပိုင်းဆယ်ရောက်တော့ပါတယ်မိုင်းနောက်နေသူကတယောက်ပါအဲဒီကံခွဲခေါ်မကပချတယ်ပေါ့မိုင်းလိုက်ထောင်ရင်းနဲ့အဲတနေ့လေးမြောက်တွေ့ရတယ်သူ့သမီးအဲ့မဘာလုပ်နေရလဲထပ်ပြေးဖို့ကြံနေတယ်ဟဲ့မကြမနေအဲ့တော်ပဲငါလိုက်ရမယ်လို့အဲ့အဲ့လိုပြောပြီးတော့၆နိုင်ဟုတ်သူသူဒီတဲ့ချိန်တော့လေ ့ဟာရှူအောင်လုပ်ရအောင်ဆိုတော့ဆင်းပြီးတော့ဒီကသူလည်းဒီလိုပဲဖျက်ပြလို့ရလို့ရှိရင်သူတို့လည်းပြေးမှာပေါ့ဖျက်ပြလို့မရဘူးဆိုလည်းဒီတက်ထဲမှာပဲသူတို့သူတို့မှသူတို့အသေးခံလိုက်မယ်ပေါ့အဲ့လိုမျိုးပေါ့အဲ့လိုမျိုးသူတို့ကြောက်ခံယူလာကြတာများတယ်အဲ့ဒါဆိုတော့ဒီစစ်တပ်မှာစစ်သားဖြစ်လာကြတော့ဒီဟိုမလို့ရှင်နေမပြစ်ရှင်နေသူတွေပြစ်နေရပဲဒီ မဝင်ရင်းတဲ့အိမ်တွေကဝင်ရတာလေမယူရင်းတဲ့ပစ္စည်းတွေယူခဲ့ရတယ်အဲ့လိုမျိုးရှိအဲအစီအရဝင်မယ်ပေါ့ဝင်ပြီးတော့ဒီစစ်အာနာရှင်စနစ်ကြီးကိုမကြိုက်တဲ့အနေနဲ့ပြန်ပြီးတော့တော်လိုက်နေတဲ့စိတ်ပဲဟုတ်ကဲ့